အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှာတော့ကင်သင်းတဲ့ပတ်ဆိုင်အရာလေးတွေအကြောင်းကိုမျှော်ပေးမှဖြစ်ပါတယ်အဲ့တော့အားလုံးအားလုံးတိုင်းမှာအမျိုးသားအမျိုးသမီးရောပတ်ဆိုင်လေးတွေကင်ကြပါတယ်အဲ့ပတ်ဆိုင်အိတ်လေးလေးကကျွန်တော်တို့တွေထူချားတဲ့စွမ်းလေးလေးထူချားတဲ့အကျိုးပေးတဲ့ငွေဝင်ငွေထွက်စေမဲ့ကျွန်တော်တို့တွေအခြေအနေမျိုးလေးရှိပါတယ်ဒီဟာလေးကိုမျှော်ပေးမှဖြစ်ပါတယ်ဒါဆိုရင်မိတ်ဆွေများလည်းဘယ်ပတ်ဆိုင်ရဲ့ကင်သင်းနဲ့ဘယ်ပတ်ဆိုင်ရောမကင်သင်းဆိုတာလေးကိုသိရှိသွားမှဖြစ်ပါတယ် အဲ့တော့ဒီနေရာမှာကျွန်တော်တခါလေးပေါ့နော်တခါလေးစကားကြုံလေးပါလာချင်တာတော့တချို့ဆိုရင်ပတ်စံလေးစကန်လေးဝယ်ကြတယ်ဟုတ်စကန်လေးတွေဝယ်ကန်ကြတယ်သူများသုံးဦးသားလေးဝယ်ကန်ကြတယ်အဲ့ရမျိုးလေးလေးကိုဝယ်ကင်မယ်ဆိုရင်အထူးသတိပြုအောင်မှာဖြစ်ပါတယ်။ဘာကြောင့်ဘာလို့သတိပြုအောင်လဲဆိုတော့ तू ကငွေငွေလုံးလေးတို့ဒီပတ်စံကိုပြန်ရောင်းတာဖြစ်ဖြစ်အဲဒါမှမဟုတ် तू က तू ကကျွန်တော်တို့တွေဒီဒီပတ်စံကိုဘာကြောင့်ပြန်ရောင်းတာလဲအဲဒါမှမဟုတ် तू ကပတ်စံရှိတဲ့လူတယောက်ပတ်စံနေအများကြီးထက်သုံးထားတယ်ငွေသိန်းရာကြီးထက်သုံးထားတယ် သူကဒီအယောင်အစ်မကြိုက်တယ်လို့ပြင်ရောက်နိုင်မျိုးဆိုလို့ရှိရင်တော့တုံးလို့ရပါတယ်အဲ့လိုမဟုတ်ဘဲနဲ့သူကိုယ်ကိုသူသူကိုယ်တိုင်တော့မှပဲပတ်စံအစီအမံပြုလို့ပြင်ရောက်တဲ့ပတ်စံမျိုးကိုကျွန်တော်ကပြန်ပြန်လည်ပြီးဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့လည်းပတ်စံအစီအမံပြုတဲ့လူတယောက်ဖြစ်သွားနိုင်ပါတယ်အဲဒါကတော့ကျွန်တော်ဥမာပြပြတာပေါ့နော်မိရှင်များတော့စကန်ဝယ်တဲ့မဝယ်တဲ့နဲ့ကိုယ့်ကိုစဉ်းစားစဉ်းစားသိကြပါတယ်โอเคအဲ့ဒါဆိုလို့ရှိရင်ဒီနေ့မှအယောင်သဘောတရားနဲ့အောင်လေးရတော့ကင်တဲ့နဲ့ဘယောင်းနဲ့မကင်သေးဆိုတော့မိတ်ဆွေများကိုဒီနေ့မြောက်ပြန်มาဖြစ်ပါတယ်အဲ့တော့မိတ်ဆွေများလည်းကိုယ့်ကိုစဉ်းစားပြီးကင်လို့ရပါတယ်ဗျ နံပါတ်1အနီအောင်အနီအောင်ကငွေဝင်ငွေငွေဝင်ငွေထက်တည်ကျန်းစီတယ်အဲ့တော့အဝင်လဲမြန်တယ်လို့အထွက်လဲမြန်စီတယ်ဒါကြောင့်မလို့ဝင်လဲမြန်မြန်ဝင်သွားတယ်လို့ထွက်ရင်လည်းမြန်မြန်ထွက်သွားတယ်ဒါကြောင့်မို့အနီအောင်ကလည်းရှောင်တဲ့ပါတယ်ပြီးလို့ရှိရင်အနီအောင်ကစနေဂျိုစနေဂျိုနဲ့ပတ်သက်နေတဲ့ကြောင့်မလို့ကျွန်တော်ထင်းသိမ်းရလွယ်ပြီးပျက်စီးလွယ်လဲလို့လည်းတချို့ကပြောကြပါတယ်ဒါကြောင့်မလို့အနီအောင်ရှောင်ကြပါတယ်ရွှေရောင်ရွှေရောင်ကတော့အားလုံးသိတဲ့ကြတဲ့အတိုင်းပဲကောင်းတဲ့အရောင်တစ်ယောက်ဖြစ်ပါတယ် ငွေဝင်ငွေထက်တွေကောင်းတယ်လို့ငွေလဲရွှင်စီပါတယ်နောက်ထပ်ငွေလဲဖိတ်ခေါ်ပေးပါတယ်ငွေရောင်ငွေရောင်တော့ကောင်းပါတယ်ငွေရောင်ကကောင်းလိုက်ဆိုးလိုက်ပါပဲသူ့မှာဝင်ငွေတက်တွေငွေတွေအများကြီးရောဖိတ်ခေါ်ပေးနိုင်တဲ့စွမ်းအင်းလေးရှိတယ်လို့အဲ့တော့တစုံတစ်ယောက်ကသူ့ကိုလိန်တော့မေးဆိုတဲ့စွမ်းမျိုးလဲသူ့မှာရှိနေပြန်ပါတယ်အပြာရောင်အပြန်ဝန်းတော့ငွေတွေကိုပုံမှန်စီးစင်းပေးပါတယ်အဲ့တော့ပုံမှန်ပေါ့နော်အေးတယ်လို့ပြောမှာပေါ့သူ့မှာတော့ဝင်လဲဖြည်းဖြည်းပဲဝင်တယ်ထွက်ရင်လဲဖြည်းဖြည်းပဲထွက်ပါတယ် တချို့ကဒါကြောင့်မို့အပြာရောင်မကြိုက်ကြပါဘူးမိတ်ဆွေများလည်းကြိုက်နေတဲ့ရင်လည်းတုံးလို့ရပါတယ်ခုနပြောလိုပဲဖြည်းဖြည်းပဲဝင်တယ်ထွက်သွားရင်လည်းဖြည်းဖြည်းပဲထွက်တော့ပါတယ်အဖြူရောင်အဖြူရောင်လူတိုင်းကြိုက်ကြပါတယ်ဒါမဲ့အဖြူရောင်ကလက်တိတ်နေတတ်ပါတယ်အဖြူရောင်ကလက်တိတ်တည်းစေအယောင်တယောင်ပဲဖြစ်ပါတယ်ဒါပေမဲ့ तू က तू ကလည်းပုံမှန် AC သဘောမျိုးဖြစ်ပါတယ်အဲ့တော့ဝင်မယ်ဆိုရင်လည်းဖြည်းဖြည်းပဲဝင်တယ် ွက်မယ်ဆိုရင်လည်းဖြည်းဖြည်းပဲထွက်ပါတယ်အဲခုနပြောလိုပဲလက်တိတ်မယ်ဆိုလို့ရှိရင်လည်းတားတိတ်နေပြီးတော့လက်ပွင့်မယ်ဆိုရင်လည်းတားပွင့်နေပြန်ပါလေသူကလည်းကောင်းဆိုးကြီးဖြစ်နေပြန်ပါတယ်အညိုရောင်အညိုရောင်ကတော့အမျိုးသားတွေအများဆုံးကြိုင်တဲ့အရောင်ပဲဖြစ်ပါတယ်အရန်ကောင်းတဲ့အယောင်တရားမှဖြစ်ပါတယ်။သူ့မှာတော့ငွေတွေမြဲနေသေးတဲ့အယောင်တရားဖြစ်ပါတယ်။ငွေတွေဝင်မှုကိုတော့ကြင်ညာစေပေမဲ့ဝင်နှန်းတဲ့ငွေတော့အမြင်နဲ့ထွက်ဖို့ကခက်ခဲပါတယ်။ဒါကြောင့်မို့ငွေဝင်တာမဝင်တာတဲ့ရှိတဲ့ငွေလေးတွေမြဲစေရင်တော့အညူရောင်ကင်လို့ရပါတယ်။ပန်းရောင် န်းရောင်ကတော့ဘလို့လူဒီကန်သိနေဆိုတော့ပွဲစားတွေကုံသေးတွေအာငွေဝင်အားကောင်းတဲ့သူတွေအမှုပညာရှင်တွေအဲစပြီးအဲ့လိုလူပြီးကန်သိမာတယ်ဈေးရောက်တဲ့သူတွေပေါ့နော်ပန်းရောင်ကငွေတွေကိုအများကြီးကိုဖိတ်ခေါ်ပေးပါတယ်အများကြီးအများကြီးကိုဖိတ်ခေါ်ပေးပါတယ်ဒါကြောင့်မလို့ပွဲစားတွေဆိုလို့ရှိရင်ပန်းရောင်ကင်တင်ပါတယ်အဲ့တော့ပြောဆိုတာအဆင်ပြေလို့ပတ်စံအိတ်ထဲမှာအများကြီးငွေနဲ့ဝင်လာစေပါတယ်တခုတော့သတိထားမယ်ထွက်မဲ့ကိစ္စကြုံလို့ရှိရင်အများကြီးထွက်တတ်ပါတယ်အစိမ်းရောင် အစိမ်းရောင်ဝရှင်တန်ကြီးကိုဒိဗယ်ဖော်ဆောင်ပေးတယ်ဒါကြောင့်မလို့အမြဲတမ်းပဲငွေလေးရွှေနေတယ်လို့ဒိဗယ်ရပါတယ်သူ့မှာအမြဲတမ်းပဲရှင်တန်နေတယ်ငွေတွေကုန်ခံနေလိုက်ထပ်ပြီးရလာလိုက်ကုန်ခံရထပ်ပြီးရလာလိုက်ဆိုပြီးတဲ့သူ့မှာရှင်တန်ကြီးတွေဖြစ်နေပါတယ်အစိမ်းရောင်လည်းကောင်းတဲ့ရောင်တိဖြစ်ပါတယ်ဒါမဲ့သုံးလင်းတို့ရန်နေတယ်လို့ကျွန်တော်မြင်ပါတယ်အဝါရောင်အဝါရောင်ကအားလုံးတိတိကျကျတဲ့အတိုင်းပဲဝင်ဝင်အားကောင်းပါတယ် ငွေလဲရမ်းရွှင်တယ်လို့လက်လက်ရမ်းပွင့်တဲ့အဝါရောင်ပဲဖြစ်ပါတယ်တခုပဲငွေတွေထင်းသိမ်းရခက်တက်တယ်ဘလို့ထင်းသိမ်းခက်တက်တယ်ဆိုတော့ဒီပစ္စည်းတခုဝယ်လိုက်တယ်ဟာနောက်ပစ္စည်းနောက်ပစ္စည်းတခုကထပ်လို့လာပြန်ပြီအဲ့လိုမျိုးငွေတွေဝင်တယ်လို့ငွေတွေရွှင်တယ်လို့ငွေတွေကမမြဲဘူးဖြစ်နေတတ်ပါတယ်ခရမ်းရောင်ခရမ်းရောင်ကတော့ကျွန်တော်တို့ခရမ်းရောင်အယောင်ဖျောက်ပဲဖြစ်အယောင်ပြင်းပဲဖြစ်ဖြစ်ခရမ်းရောင်ကအရင်ညက်တဲ့အယောင်တောင်ထဲမှာပါနေပါတယ်သူမှငွေကုန်ကြေးကြလို့တဲ့အယောင်တောင်မျိုးဖြစ်ဖြစ်နေတတ်တယ် ခင်းရောင်လွယ်ပြီးကကြမှအိမ်မှာ300ရီကများနေတာမျိုးခင်းရောင်ဝယ်ပြီးကကြမှ300ရီပေါ်လာတာမျိုးအဲအဲ့လိုမျိုးလေဖြစ်နေတတ်တယ်ဒါပေမဲ့ကိုယ့်တက်အသုံးမတက်ဘူးလားဆိုတော့ကိုယ့်တက်အသုံးတက်နေပြန်ပါပဲအဲ့ခင်းရောင်ဝယ်ဝယ်ပြီးကကြမှဝယ်စားမျိုးတွေပေါ်လာတတ်တာမျိုးကျုံဝတ်တက်ပါတယ်ခဲဒါဆိုလို့ရှိရင်တော့အားလုံးပဲသိရှိသွားပြီထင်ပါတယ်အဲဒီညမှာတချို့ပတ်စံရဲ့အကြောင်းလေးတွေကဘာရောင်လို့ဘာရောင်မဟုတ်မသိဘူးဗျ အယောင်လေးတွေအများကြီးပဲတချို့ဟမ်းမိတ်တွေဆိုလို့ရှိရင်အယောင်မျိုးစုံထိုးထားတယ်အဲ့လိုဆိုလို့ရှိရင်ဘလို့ခွဲမလဲဆိုတော့အဲ့အယောင်ပတ်စံရင်တိတ်ကိုချထားလိုက်ပါကိုကအဝေးတနေရာနဲ့တစ်ချက်တစ်ချက်တော့လန့်ရှို့လိုက်မယ်အဲ့အဲ့ပတ်စံရင်အယောင်မှာပေါ်နေတဲ့အများဆုံးပေါ်တဲ့အယောင်ကိုပဲယူပေးရမှာဖြစ်ပါတယ်ဒါဆိုရင်ပတ်စံရင်အယောင်ခွဲတက်ပြီလို့ထင်ပါတယ်အဲ့ဒါဆိုရှင်ဘယ်ပတ်စံရင်အယောင်ကတော့ကျွန်တော်တို့တွေ ဘယ်ပဆိုင်ရဲ့အယောင်ကတော့ကျွန်တော်တို့တွေဘယ်သဘောတရားရှိလဲဘယ်ပဆိုင်ရဲ့အယောင်ကတော့လက်တွေပွင့်နေတယ်ဘယ်ပဆိုင်ရဲ့အယောင်ကတော့ကံနေကောင်းနေဆိုတာကိုမက်ဆေ့မှာသိရှိသွားပြီလို့ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာတော့ကျွန်တော်ဘယ်နေ့သားဘယ်ဘယ်ဘယ်မွေးနေ့ဘယ်ခနေ့ပိုင်ရှင်နေရတော့ဘယ်အယောင်လေးကိုကိုင်းမယ်ဆိုပြီးနောက်ဗီဒီယိုမှာလည်းဆက်လက်မြောက်ပေးပါဦးမယ်ဒါဆိုလို့ရှင်ဟောဘယ်နေ့ဘယ်နေ့မှာမွေးတဲ့မိတ်ဆွေများဘယ်နေ့သားသမီးများတော့ဘယ်ပတ်စံအရာကိုကိုင်းဆိုပြီးသိရှိသွားလို့ရှင်တော့ အဲ့တော့ဆိုလို့ရှိရင်ပိုလို့ကွဲပြတိမေလို့ထင်ပါတယ်ကဲဒီနေ့ကတော့ဒီလောက်ပါလဲအားလုံးကျေးဇူးတင်ပါတယ်ဗျအဆင်ပြေတဲ့လူတောင်းနေလို့ရှိရင်တော့နောက်ပြီးတော့မှဆက်လက်မြောက်ပေးပါဦးမယ်အားလုံးပဲဝင်ဝင်ကန်ကောင်းကြပါစေစုဆောင်းနိုင်ကြပါစေလူတန်းနိုင်ကြပါစေဗျာ